ဒီတစ်ခါမှာတော့ and for reading ရဲ့ mecon reading မှာပါတယ်စာပိုင်းရှိပေါ့เนาะစာပိုင်းမတူမရှိလေးနဲ့ပတ်သက်ပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်ရမတူမရှိဆိုဒီလောက်လောက်တော့ရှိတဲ့စာပိုင်းကပြီးတော့သူနဲ့သက်ဆိုင်တဲ့ mecon ကတနေ့3လေးပုံရှိတယ်အဲ့တော့ဒီလိုမျိုး mecon နဲ့လာပြီဆိုလို့ရှိရင်မြားတော့အပြင်ကလေဒီ sorry မျက်စိမကုန်ဘူးများသောအားဖြင့်ကနံပါတ်1အတွက်ဆိုလို့ရှိရင်စာပါရဲ့အပေါ်နာလေးမှာရှိမယ်2ကသူ့အဲ့တရဲ့အောက်နာလေးမှာ3အနှစ်ရဲ့အောက်နာလေးမှာအဲ့လိုမျိုး စာပိုက်တိလည်းရှိတယ်လို့တစ်ခါလေးကြတော့ပြောက်တော့ဖြစ်နေရတယ်လည်းရှိတယ်စာပိုက်ဖတ်သွားလို့ဖတ်သွားရင်လည်းအပေါ်ပိုင်းနာလေးကအောက်ကမိခွန်တွက်ဖြစ်ရတာမျိုးလို့ဟိုအောက်ပိုင်းနာရောက်မှအပေါ်မိခွန်တွက်ဖြစ်ရတာမျိုးလို့အဲ့လိုမျိုးလေးလည်းဖြစ်တတ်တယ်။အဲကြောင့်ဒီလိုမိခွန်နေဖတ်တဲ့အခါကျလို့ရှိရင် စာပိုက်ကြီးအရင်ဖတ်ပြီးမိခွန်းနေတော့ဖြစ်လဲရပြီမယ်ကျမကတော့အမြဲတမ်းမိခွန်းနေအားလုံးကိုအရင်ဖတ်လိုက်တယ်မိခွန်းနေအားလုံးကိုအဖြေတွေရောအားလုံးဖတ်လိုက်ပြီးတော့မှစာပိုက်ထဲမှာသွားပြီးတော့ရှာတယ်အဲ့ဒါကပို့ပြီးတော့အဖြေပုံမှန်တက်တယ်လေဒါကြောင့်မလို့အိမ်နီလေးတုံးပါတယ်အခုလည်းအိမ်နီလေးနဲ့လေ့ကျင့်ကြည့်ပါမယ်ပြဆာပိုက်ပြီးထားတယ်ဆာပိုက်မဖက်ခင်မှာမိခုံရင်တော့ဖက်ကြည့်ပါမယ်မိခုံနံပါတ်1ကခိုနိုဟီတိုဝါဒိုးစတေကိုမာနီမာစတာကာတဲ့ ဒီလူဘာဖြစ်လို့ဒုက္ခရောက်သွားတာလဲဘာလို့ဒုက္ခရောက်တယ်လဲเนาะဒုက္ခရောက်တဲ့အကြောင်းရင်းအတစ်ကဥကနဲ့ဟိုအတိုးတဲ့နာခုစ်တခါရပစံပြုတ်ကျသွားပြီးတော့ပျောက်သွားတာကြောင့်မို့လို့နှစ်ကဒါပဲတန်တုံးဒီကအိုယရှိခုနာခတခါရစားခဲ့တဲ့ဟင်းလျာတွေကအိုယရှိခုနိုင်အရသာမရှိတော့ကြောင့်မို့လို့ဒုက္ခရောက်တာလားသုံးကဆိုနိုတခုနီနိုဥကနဲ့ဟိုတွန်းတော့မတဲ့ဤနာခတခါရ အဲ့ဒီတိုင်းပြည်ရဲ့ပတ်စံကိုဟိုတွန်းလို့ဆိုလုံးဝနေပါမိုးတည်နေနိုင်မရှိလို့မိုးတည်နေခတ်တခါရနော်အဲ့အဲ့တိုင်းပြည်ရဲ့ပတ်စံလုံးဝမရှိခဲ့လို့ပဲဒုက္ခရောက်တာလားလေးရဂျီဘွန်နိုခရက်ဂျီတုခါဒိုကိုမိုးတည်နေခတ်တခါရကိုရဲ့ခရက်ဂျီတုခါဒိုဆိုခရက်ဒစ်ကတ်နော်ငွေချေတဲ့ကတ်ခရက်ဒစ်ကတ်မရှိလို့မိုးတိန်နာခတ်တာဆိုပါမလားလို့ပေါ့နော်ကိုရဲ့ credit card ပါမလားလို့ပဲဒုက္ခရတာလား နောက်နံပါတ်2ကြတော့ခိုမတာကိုတော့ဝါ itsu ありましたかတဲ့ဒုက္ခရောက်ခဲ့တဲ့ကိစ္စက itsu ဘယ်တော့ဖြစ်ခဲ့တာလဲဟုတ်ဘာလို့ဒုက္ခရောက်တာလဲနံပါတ်1ကဘယ်တော့ဒုက္ခရောက်တာလဲ てか観光をしていた時観光のてさがレパトワラだを言うあのてにゃをあれとわらこう観光のてと言うでティシュレラ番費レパトを観光ろ観光のねのうちまどかやけらら食事をする前အစာမစားခင်နော်မအေးအစာမစားခင်မှာဒုက္ခရောက်ခဲ့တာလားရှောကူချီနော်တိုချူတိုချူဆိုအစာစားနေတော့တော်တွင်းမှာဒုက္ခရောက်တာလား နောက်ဆုံးတစ်ခုကရှော့ကူဂျီနိုအာတူအစထမင်းစားပြီးတဲ့နောက်မှာမှဒုက္ခရောက်တာလားအဲ့တော့ရှောက်လည်နေတုံးလားထမင်းစားခင်လားထမင်းစားနေတုံးလားထမင်းစားပြီးမှလားစမ်းပန်ကြတော့お金はどうやって払いましたかってパスンをってブルー申けてれブルーピーチけてれどうやってブルーにねピーチけてれ てか友達からお金を借りました。電源先生にプサンチーケレお店の人に頼んでサヤルをダウンソービドお金を借りました。プサンチーケレサヤルですやプサンチーが。どんがクレジットカードでクレジットカードを使って払いました。クレジットカードを見ろプサンチーシンケレー。 例が日本のお金を両替えして払いました。ジャパンへパッサンを両替えろっぴろ、しんけれ、両替えろったそらがれ、ငွေလဲလိုက်တာပြောတာဥမာဟိုဒေါ်လာနဲ့မြန်မာငွေနဲ့လဲတာမျိုးဒေါ်လာနဲ့ယန်နဲ့လဲတာမျိုးအဲ့လိုငွေလဲလဲ exchange လုပ်တာကိုလီယိုကာရဲ့လို့ပြောတယ်အဲ့တော့ဂျပန်ပတ်စံကို chain လဲလိုက်ပြီးတော့မှပဲရှင်းခဲ့တာလားနောက်ဆုံးတစ်ပုတ်က その話とありますが、どんな話ですかでその話、そびろみんちゃんたたにやりしで、さばいまちち。で、ラティマ、その話、そびろ、あれしで、どんな話ですかで、ロ話をぴょられで。てか、二人で外国へ行った旅行が楽しかった話。ねやった、何人ちゃんとあびろ、かい,いとあけらをぴょしゅんけれ。 話အကြေの話ဆိုတာပြောပြောတဲ့ラိစ္စအကြောင်းအရာကိ話ဆိုင်ရင်ဟင်းနေレストランの人が親切ではなかった話。親切でてぼかんね。ではなかったぞ。そう、ぼもかん。さや、ルイ、ぼもかんね。じゃう。リア。 レストランのお金をすぐに払えなかった話。 ဆိုင်အတွက်စားတောက်ဆိုင်ရဲ့ပတ်စံကိုချက်ချင်းမပေးချေနိုင်ခဲ့တဲ့အကြောင်းဘယ်အကြောင်းရဖြစ်မလဲအနည်းနဲ့တော့အများကြီးမှတ်ရတာတော့များသွားတယ်နော်ကဲအဲ့တော့ဖတ်ကြည့်ရအောင်စာပိုင်းကို私は以前以前じゃ前家のあるって言ったら友達と二人で天元地の2人だった နှစ်ယောက်တည်းဂိုင်းကိုခုရဲ့လျော်ကိုနေခဲ့မှာနိုင်ငံခြားကိုခရီးသွားခဲ့တယ်။တတမတနိုရှိကတာနိုဒက်စန်ကအရန်ပြောခဲ့ပေမဲ့လေခွမတာကတော့ありました。ဒုက္ခရောက်ခဲ့တာရှိတယ်တဲ့။ Okay အဲ့တော့မေခွန်းနဲ့ဆိုင်တဲ့ဟာတွေကသူအောင်ပါပါမယ်။ဆိုနိုဟီအဲ့ဒီနေမှာ友達と私は観光をして、てげじねちの観光をじゃれ、しゃれじゃれの、でま、てりたろめ。観光をてれ、ろぴろ、夜 ヤバマレストランで晩ご飯を食べました。で、サタオサイマ、パサレニャザンを下げちゃれ。トレビでナマのニャザ下げれ。そこは小さな店でしたが、エリニャサインディティリズビメ、とっても美味しかったです。エヤングウェサカンゲレ。食べ終わってお金を払おうとしたとき、 စာပြီးတဲ့နောက်ပဆန့်ရှင်းမယ်လို့လုပ်တဲ့အခါမှာ私はそのくにのお金はほとんど持っていないことに気がつきました。ကျွန်တော်ကကျွန်တော်ကအဲ့ဒီတိုင်းကြီးရဲ့ပဆန့်လုံးဝနေပါမိုးတိမ်နိုင်မရှိတဲ့ကိစ္စကိုခီးကားသူခီးမှာစတာဆိုတာသတိထားမိသွားတယ်။စားပြီးတဲ့နောက်မှာနော် စားပြီးတဲ့အခါမှာမှပတ်စံအဲ့ဒီနိုင်ငံရဲ့ပတ်စံမရှိပါလားဆိုပြီးတော့တတိထားမိသွားတယ်။စားလို့လည်းအရင်ကောင်းတယ်။စားပြီးမှတတိထားမိသွားတယ်။အချက်လေးထွက်လာပြီနော်။友達にお金を貸してと言いましたが、天元人をプセンチーバーと呼んでみめれ、友達もお金を少ししか持っていませんでした。天元人はレベルプセン、 နည်းနည်းလေးမှလွယ်ပြီးမရှိခဲ့ဘူးဆိုနည်းနည်းပဲရှိတယ်သူချီးစရာပတ်စံမရှိခဲ့ဘူးအဲ့ဒါဆိုရင်သူဒုက္ခရောက်ပြီပေါ့နော်အဲ့သူဒုက္ခရောက်တဲ့အကြောင်းအရာဒါဖြစ်လိမ့်မယ်အဲ့တော့ပထမတပုတ်ကိုသွက်ခြင်းရင်ဘာဖြစ်လို့ဒုက္ခရောက်ခဲ့တယ်လဲဘာဖြစ်လို့ဒုက္ခရောက်ခဲ့တယ်လဲဆိုတော့စားတော့ဆိုင်မှာပတ်စံရှင်ဖို့အဲ့နိုင်ငံရဲ့ပတ်စံမရှိလို့ဒုက္ခရောက်တာမလားအဲ့တော့နံပါတ်1ကပတ်စံကြပြောင်းသွားတယ်ဆိုတာမဖြစ်နိုင်မဟုတ်တော့ဘူး စာမကောင်းလို့ပြောထားတာလည်းမဟုတ်ဘူးစာကောင်းတယ်လို့ပါတယ်အဲ့တော့အဖြေကနံပါတ်3နဲ့နံပါတ်4ကိုစဉ်းစားစရာ ဖြစ်သွားပြီအဲ့ဒီတိုင်းပြေပစံလုံးဝမရှိတာကြောင့်မလို့နံပါတ်4ကျတော့ကိုယ့်ရဲ့ credit card ပါမလားလို့ခုနကကျမတို့ဖတ်လိုက်တဲ့ထဲမှာ credit card အကြောင်းမပါသေးဘူးဆိုတော့စဉ်းစားစရာ3နဲ့4နဲ့ကိုစဉ်းစားရမယ်ဆိုပြီးတော့တိုးထားမယ်ပြီးတော့နံပါတ်1မိခွန်းသွားပြီးတော့စဉ်းစားကြည့်မယ် ဒုက္ခရောက်တဲ့အချိန်ကဘယ်တော့ကလဲလို့ပြောတော့ခုနဖတ်တဲ့ထဲမှာပါသွားတယ်နော်ထမင်းစားပြီးတဲ့နောက်မှာမှဒုက္ခရောက်တာလို့ပြောတော့နံပါတ်2ရဲ့အဖြစ်ကရသွားပြီရောက်ခုကြည့်တော့အတူဖြစ်မယ်။ကဲအားလားဆိုရင်ဆက်ပြီးတော့ဖတ်ကြည့်ကြမယ်။ဆိုဒီတဲ့အဲ့ဒါနဲ့အိုမီဆေနိုဟီတိုနီဆိုင်ယန်လူကိုခုနေကြည့်ဒုက္ခတို့တဲ့ဟာရီတိုင်းခရက်ဒစ်ကတ်နဲ့ငွေရှင်းချင်တယ်လို့အီမတ်တာပြောခဲ့တယ်။ဆူရတိုအဲ့လိုပြောလိုက်တော့ できないと言われました。見やぶと言われて。အဲ့ credit card သုံးလို့မရဘူးလို့ပြောတယ်။အဲ့တော့ तू က credit card ပါမသွားတာမဟုတ်ဘူးမလား။ credit card ပါသွားတယ် credit card သုံးလို့မရဘူးလို့ပဲပြောတာဆိုတော့ခုနအဖြေမှာတေချာသွားပြီ။နံပါတ်၄ကမှားနေတယ်ဆိုတော့အဖြေမှန်ကနံပါတ်၃ဖြစ်သွားပြီ။ဟိုက်ဆက်ပြီးတော့ဖတ်ရအောင်။ あね、私は困ってしまいました。さっきまでの楽しい気持ちも消えてしまいました。たののしりりたその時、エリチェイマ、私の日本のお金を持っているのを思い出したので、思い出すさ、だりやらの。 ဂျပန်ပတ်စံရှိနေတယ်ဆိုတဲ့ဟာကိုသတိရသွားတာကြောင့်မို့လို့အိုမီဆန်နိုဟီတိုနီဆိုင်ရလို့လျောကားရဲ့ကိုရှီနီအီကီမတ်ငွေလဲဖို့သွားပါမယ်လို့အီကီအီမတ်တာပြောခဲ့တယ်ငွေလဲဖို့သွားတယ်နော်အဲ့ဆိုင်ရလို့ပတ်စံချီတာလည်းမဟုတ်ဘူးငွေလဲဖို့သွားမယ်လို့ငွေသွားလဲလိုက်အောင်မယ်လို့ပြောပြီးတော့そしてピロ友達には手げ順をじゃろ レストランに残ってもらって、裁判に警戒な、チェーン警戒見ろ。急いで、ニュミさんめ、了解をして、無い、礼見ろ。その国のお金を持って、エリタイムジーエプセンを呼びろ。店に戻りました。サインをピア便らげれ。友達はとても心配そうでした。レレ私たちは、 ရာတော့ခနဲ့ကိုဟာရာကိုတူကတက်ခင်မှာစတာကျွန်တော်တို့တွေနောက်ဆုံးမှာတော့ရာတော့ဆိုနောက်ဆုံးမှာတော့ပတ်စံကိုရှင်းနိုင်ခဲ့သွားပြီတဲ့အဲ့တော့ KS ဆိုရင်မေကွန်းနံပါတ်3ရဲ့ပတ်စံဘလို့ရှင်းတယ်လဲဆိုတဲ့အဖြစ်ရပြီမလားသူငွေသွလွဲပြီးတော့ရှင်းတာဆိုတော့နံပါတ်4ပေါ့နော်ဂျပန်ရဲ့ပတ်စံနဲ့လဲပြီးတော့ရှင်းခဲ့တယ် ကဲအဲ့တော့နောက်ဆုံးတစ်ပုတ်ရောက်ပြီနောက်ဆုံးတစ်ပုတ်ကဆိုနိုဟာနာရှိဆိုပြီးတော့ပါတယ်တဲ့အဲ့ဒါဘာဟာနာရှိကိုပြောတာလဲတဲ့ပြောတော့အီမတဲ့မိုတိုမိုဒါချီတိုဆိုနိုဟာနာရှိကိုဆိုလို့တော့အခုထင်ဒီတငယ်ချင်းနဲ့အဲ့ဒီအကြောင်းအရာကိုပြောရင်ဖူတာရီတဲ့ဝါနာယီမရှိတာနှစ်ယောက်သားရည်ခဲ့တယ်တဲ့ဒေမိုဒါပေမဲ့ရှောကူဂျီကိုဆိုလို့တော့ခီဝါတမန်စားနေတော့ကတော့အိုခနဲ့ကအာရုကာတော့က တဆန်ရှိလားမရှိလားဆိုတာကိုခါခုနေရှိနာခဲ့တယ်ပါနာနေပါစင်းနဲ့ခါခုနေမလုပ်လို့မရဘူးနော်တဲ့တဆန်ရှိမရှိပြန်မစစ်ကြည့်လို့မရဘူးနော်လို့ပြောတာအဲ့တော့အဲ့ဒီအကြောင်းအရောပြောပြီးတော့ရည်ခဲ့ကြတယ်ဆိုတဲ့အကြောင်းအရာခုနကတို့ရဒုက္ခရောက်ပြီးပတ်စံနေလဲမရဖြစ်တဲ့အကြောင်းအရောပြောတာမလားအဲ့တော့ကျမတို့ဒီအဖြစ်ရင်းရတဲ့ထဲမှာ ိုဆိုင်ရှင်သဘောမကောင်းတာတို့ဘာလို့အဲ့ဒါတွေအကြောင်းဘာမှမပါထားဘူးဆိုတော့အရင်ဆုံးမပါတဲ့ဟာတွေကိုပယ်ကြည့်ရအောင်။ဆိုင်ရှင်သဘောမကောင်းတဲ့နံပါတ်3ကလည်းမဟုတ်ဘူး။ restaurant ရဲ့ oi ရှိခုနိုင်ကလည်းမဟုတ်ဘူး။နောက်တာနိုင်ငံခြားခီးသွားပြီးတော့ပြောခဲ့ကြတဲ့ကိစ္စလားဒါမှမဟုတ် rest ဆိုတဲ့မှာပတ်စံချက်ချင်းမရှင်းနိုင်ခဲ့တဲ့ကိစ္စလားဒါပေမဲ့ပြောပြောပြီးတော့ရည်ကြတယ်ဆိုတော့ဒုက္ခရောက်ပြီးပတ်စံမရှင်းနိုင်တဲ့အကြောင်းပဲဖြစ်မှာပေါ့နော်ဒါကြောင့်မလို့အဖြေပန်းကနံပါတ်၄ဖြစ်ပါတယ်အဲ့တော့ဒီလိုနီးနေမေခွန်းနေအကုန်လုံးဖြည့်ပြီးဖတ်ပြီးတော့စာပိုက်တစ်ခုလုံးကိုဖတ်သွားတဲ့နီးကိုတုံးပြီးတော့လည်းဖြည့်လို့ရတယ်ဒါပေမဲ့စာပိုက် ပေါ်မှာမူတည်ပြီးတော့ဒီစားပိုက်ဆိုလို့ရှင်အရင်ဖက်ရတာလွယ်နေတော့အားလုံးကိုဖက်သွားတယ်ဆိုပေမဲ့လေတော်တော်လေးခက်တဲ့စားပိုက်တွေဆိုလို့ရှင်မတိတာတွေကိုကြော်သွားပြီးတော့ခန်းကြီးတွေကိုကြော်သွားပြီးတော့ဖက်တဲ့နီးလေးရှိတယ်အဲ့နီးလေးတွေကိုလည်းတခြားဗီဒီယိုမှာတင်ထားပေးတာကြောင့်မလို့အဲ့ဗီဒီယိုလေးလည်းသွားပြီးတော့ကြည့်ကြည့်ပြီးတော့လေ့လာကြည့်ကြပါကျေးဇူးတင်ပါတယ်ဂျင်းဒီတစ်ခေါက်လည်းဒုကိုင်းမေခွန်ရဲ့ မိခွန်ပုံစံအရှိပေါ့နော် reading အရှိနဲ့ပတ်သက်တဲ့ဟာလေးကိုလေ့ကျင့်ကြကြမယ်။ဟိုမိခွန်ကိုဒီတစ်ခါကျတော့တပုတ်ချင်းစီကိုဖတ်ပြီးတော့တပုတ်ချင်းစီအဖြေရှာတဲ့နေလေးနဲ့လုပ်ကြည့်ရအောင်။တော့အဖြေတွေ့လားမတွေ့လားဆိုတာစမ်းကြည့်ရအောင်နော်။အချင်းကရာခိုယန်ရှော့ပူတော့ဒေါ်နာမီဆေဒါတိုအီတေးမတ်စကာရာခိုယန်ရှော့ပူဆိုတာကရန်တရာဆိုင်ကိုပြောတာနော်။ရန်တရာဆိုင်ဆိုတာကတဲ့ ဘလူဆိုင်လို့ပြောထားတယ်လေတဲ့သွန်နာမိစေလို့ပြောထားတယ်လေတဲ့တစ်ကဂိုက်ခုခုချင်းရှိကအီကနိုင်မိစေနိုင်ငံခြားသားတွေကလွယ်ပြီးတော့မသွားတဲ့ဆိုင်နိုင်ငံခြားသားပဲသွားတဲ့ဆိုင်နေတောင်းကတိုတဲမူတာကအီကဈေးရန်ကြီးပေမဲ့လေဘဲနီနာမွန်နိုဦးတဲအီရူမိစေအဘဲနီနာမွန်နိုဆိုတာကအတော့ဝင်တဲ့ပစ္စည်းတွေအဆင်ပြေတဲ့ပစ္စည်းတွေကိုရောင်းတဲ့ဆိုင် ဈေးကြည့်တယ်လို့ပြောထားတယ်နော်ဈေးကြည့်ပြင်မယ်လဲအရင်ဈေးကြည့်ပြင်မယ်လဲသုံးဝန်းနဲ့ပစ္စည်းတွေရဲ့အောင်နဲ့ဆိုင်၃ကဟိုကနောမီဆေတဲ့ဝါတာကိုင်မိုနိုမိုတခြားဆိုင်မှာဆိုလို့ရှိရင်ဈေးကြည့်တဲ့အရာဆိုရင်လည်းပဲဟျာကူရန်တဲ့ဥတဲ့ဤလို့သူ့ဆိုင်မှာတော့တရားနဲ့ပဲရောင်းနေတဲ့ဆိုင်ခြားဆိုင်မှာဈေးကြည့်ပြင်မယ်လဲတရားနဲ့ပဲရောင်းနေတဲ့ဆိုင်စုကူတာဘဲနာခေတဲ့ဘာနာရနိုင်မိုနိုအိုချက်ချင်းမစားလို့မရတဲ့ပစ္စည်းတွေကိုရောင်းနေတဲ့ဆိုင် ราไปลงสายเลยเนี่ยอ่อปอลีน่ามาชิลောက်တယ်ဆိုတော့အရင်ဆုံးအပေါ်ဖတ်ကြည့်မယ်နီဟွန်နီခိတာဂိုင်ခုကူချင်းကအိုမီယာကေကိုခေါ်ဦးတာမယ်နီယောခုအီခုမီဆေကအာနီမတ်ဂျပန်ကိုလာတဲ့နိုင်ငံခြားသားတွေအိုမီယာကေလက်ဆောင်ပစ္စည်းဝယ်ဖို့အတွက်ယောကူအီကူဆိုအမကြခဏသွားတာကောင်းကောင်းသွားတယ်ဆိုတာတတိမအရန်သွားကြတာပေါ့နော်အရန်သွားကြတဲ့ဆိုင်ရှိတယ်တဲ့။ဟာကွင်းရှော့ဖို့ဒါ ရန်တရာဆိုင်ပါတဲ့ဒုက္ခနီးတယ်မအားလို့ရှိဘယ်မှမဆိုရှိတယ်ဒါကစားတော့အမရခဲ့ဦးလက်ဆောင်ဖြစ်စီများကြီးကိုရာစုခုခါရဲ့လို့တော့တဲ့စေတတတတနဲ့ဝယ်နိုင်တော့ကြောင့်နင်းခိကအားလို့နင်းခိကအားလို့ဆိုတာလူကြိုက်များတယ်ပဋိထိအဖြစ်ပါသေးဦးမလားဘလို့ဆိုင်လဲဆိုပြီးတော့မပါသေးဘူးဒါပေမဲ့ရန်တရာဆိုင်ဖြစ်တဲ့ဘယ်နာမမဆိုရှိတဲ့ဆိုတာတော့ပဲပါတယ်ပြီးတော့ ရာစုခုကရဲလို့လို့ရေးထားတယ်နော်တတ်တတ်တတ်နဲ့ဝင်နိုင်တယ်လို့ရေးထားတယ်အဲ့ဈေးကြီးတယ်ဆိုတာတော့မဟုတ်တော့ဘူးဆက်ပြီးဖတ်မယ်ဆိုရင်ဖြာခွင်းရော့ဖို့တော့ဝါတော့ဝါဆိုပြီးတော့ပါလို့ရှင်ရင်ဒါရှင်းပြထားတာတိလားတရားလေးဆိုတာကဆိုပြီးသူအနောက်မှာဆက်ပြောတာသူနဲ့ပတ်သက်တဲ့ဟာရှင်းပြထားတာတွေကိုပြောတာဒါကြောင့်အဲ့နေရာမှာသတိထားပြီးတော့ဖတ်ရမယ်အရင်တရားဆိုင်ဆိုတာအိုမီဇနီအာလူရှင်နာမွန်နိုကဆိုင်မှာရှိတဲ့ပစ္စည်းတွေကဇင်ဘူးအလုံး 100円で、円で屋根、ね、買える店のこと。ウェルヤレサインプステーサインでは知プステーレ、このあたや、ね、ウェルヤレプレプステ生活に必要なものや、ネタムボアドゥルアテプステーレ。他の店では、タチャンサイマ、もっと高いもの。ポブロジチレハリが100円で売られている。円でやね、やんみじゃれ。 လိုအပ်တဲ့ပစ္စည်းတွေတို့တခြားဆိုင်မှာလည်းဈေးကြီးတဲ့ဟာတွေကိုဒီမှာတရားနဲ့ရောင်းတယ်လို့ပြောထားတယ်ဒါအဖြေထဲမှာစဉ်းစားမယ်ဟာတွေเนาะဟာယခုဝါရုခုနာတို့တာပဲမို့လို့နာတော့ဝါနိုင်မြင်မြန်ဆန်းဆန်းဝါရုခုနာလို့ဆိုတာဆိုးသွားတာဆိုတာမကောင်းဖြစ်သွားတာမြင်မြန်ဆန်းဆန်းမကောင်းဖြစ်သွားတဲ့စားစရာစတာတွေတော့မရှိဘူးဆိုတော့မြင်မြန်ပုတ်သွားတာတော့ချက်ချင်းစားမစားလို့ရှိရင် ပုတ်သွားတာတို့အဲ့လိုမျိုးပစ္စည်းတွေမရှိဘူးလို့ပြောတာအဲ့တော့အဲ့လိုမြန်မြန်စားမဲ့ပစ္စည်းတွေတော့မရှိဘူးလို့ပါတယ်နော်မရှိပေမဲ့တဲ့ခေါနာမနုကအတာရာအီနာတို့အမိုတေအီတာမနုက100ယန်တခါရဲ့တို့ဒီလိုမျိုးဟာလေးရှိရင်ကောင်းမှာပဲခေါနာမနုကအတာရာအီနာဆိုတာဒီလိုဟာလေးရှိရင်ကောင်းမှာပဲလို့အမိုတေအီတာမနုတွေးမိတဲ့ပစ္စည်းတွေကရန်တရာဆိုင်မှာဝယ်လို့ရတယ် အဲဒါလေးလို့ချင်လိုက်တာဒါလိုလေးရှင်အစဉ်ပြေမှာပဲတွေးမိတဲ့ဟာမှန်တယ်မြတ်ရင်းတရားဆိုင်မှာဝင်လို့ရတယ်လို့ပြောတာဒါတွေ့ပါဥပမာတဲ့နန်းခိုင်မို့ခိုင်တာဒီကဲတာဒီဒေခီရူနိုတိုအကျင့်ကျင့်နော်နန်းခိုင်မို့ဆိုဘယ်နှကျင့်မဆိုဆိုတော့အကျင့်ကျင့်ရေးတာတို့ဖြတ်တာတို့လုံလို့ရတဲ့မဆုစာအုပ်တို့အိုနီဂီဒီအိုနီဂီရီအတီရဲနော်သမင်းဆုံးလေးကားတဲ့ခန်းတန်းနိစကူလာတဲ့တို့တို့ ထမင်းဆုပ်ရောက်တာပေါ့ပထမင်းဆုပ်ကိုလွဲ့လွဲ့ကူကူเนาะခန်းတန်းနိလွဲ့လွဲ့ကူကူလုံးလို့ရတဲ့ဒိုးကုဖြစ်စီကရိယာတွေအိုနီကရိယာအမြဲတမ်းစံလွဲ့လွဲ့ကူကူလုံးလို့ရတဲ့ဖြစ်စီကရိယာတွေတော့မီဇူရမော sorry မီဇူနိစာဝါရနိုင်တဲ့ခိုမဲအိုအာရာရဲ့တို့မို့နော်ရည်နဲ့မထိပဲနဲ့ဆန်ဆေးလို့ရတဲ့အရာစတာတို့ဖြစ်တယ်တဲ့ ့တရားလေးတွေအသိပြီးတော့ရေးမကြည့်တော့သတ်သွဲပါနောက်ကဟာတရားတော့မြန်မြန်ဖတ်သွားလို့ရတယ်။ကဲအဲ့တော့အဓိကအဖြေကတိပြီဆိုတော့အဖြေသွက်ရှာကြည့်မယ်။ဘလို့ဆိုင်မျိုးပြောတာလဲ။နိုင်ငံခြားတရားလာလွယ်ပြီးမသွားတဲ့ဆိုင်ဆိုပြီးတော့လည်းမပြောထားဘူး။ဈေးရန်ကြီးတယ်လို့လည်းမပြောထားဘူး။နံပါတ်3တခြားဆိုင်မှာဈေးကြီးတဲ့အရာလည်းပဲသူဆိုင်မှာတရားနဲ့ရောင်းနေဆိုတာပြောထားတယ်နော်ပါတယ်ဒါကြောင့်နံပါတ်3ဖြစ်လိမ့်မယ် ပြီးတော့နံပါတ်၄ချက်ချင်းမစားလို့မရတဲ့အရာတွေမရောဘူးဆိုပြီးတော့လက်တီးကြကြရေးထားတယ်။အဲဒါကြောင့်အဖြစ်ကစံပန်ဒစ်။ကဲနောက်တစ်ပုတ်ကျတော့မေခွန်ကခွန်နုံပွန်ရှော့တဲ့ဝါဒီစာပိုက်ကြည့်ပါတဲ့။ဟာကွန်းရှော့ပုတဲ့ခါရဲလို့မလို့ဝါရန်တရားဆိုင်မှာဝယ်လို့ရတဲ့ပစ္စည်းတွေကနာဒါတူတည်းအိမစကနာနီဒါတူတည်းဘာလို့ရေးထားတယ်လဲတဲ့။နာလေလိုက်လာရန်တရားဆိုင်မှာဝယ်လို့ရတဲ့ပစ္စည်းက နာနီဆိုပြီးတော့ရေးထားတယ်လေတဲ့တစ်ကခေရှောဟင်းရဘန်နီနာနိုတိုခေရှောဟင်းဆိုအလားပြင်ပစ္စည်းတွေတို့အစင်ပြေလွယ်ကူတဲ့မတ်ဆုစာအုပ်တွေတို့ဟေယာနိုခါခါဇာလီအခန်းမှာအလှဆင်တဲ့ပစ္စည်းတွေတို့နေတန်းကသာခာယီအိုမီယာကဲဈေးကြီးတဲ့လက်ဆောင်ပစ္စည်းတွေတို့အိုနီဂီရီထမင်းစုပ်တွေတို့ခိုမဲအိုအာရာအိုတို့ကဆန်ဆေးတဲ့ ဖြစ်စည်းကရိယာတို့စောစောဖက်လိုက်တဲ့ထဲမှာအိုနင်ကြီးတွေမရောဘူးနော်အိုနင်ကြီးတွေလောက်တဲ့ဖြစ်စည်းရောင်းတာမို့လို့အိုနင်ကြီးရောင်းတာမဟုတ်ဘူးဆိုဒီမှာလည်းမှားနေပြီအဲလေးကခဲခီယာတိုင်းတို့ကိုရိုတဲ့စကောင်းမို့နော်ကိမုံတို့တိုင်းတို့ကိုရိုမိဖို့ကြောင့်တော့မှာတုံးလို့ရတဲ့ဖြစ်စည်းတွေတဲ့ခုနဗန်ဒီနာနိုတို့အကြောင်းလေးကပါလာတယ်ဆိုတော့တစ်ကလည်းစဉ်းစားစရာပဲတိချတာတော့နံပါတ်3က လုံးဝမဟုတ်ဘူး။ကဲတော့အဲ့ဒါနဲ့ပတ်သက်တဲ့အဖြစ်ကိုတွေ့ကြည့်ကြမယ်ဆိုတော့ခုနဖတ်လက်စာဟာကိုဆက်ပြီးတော့ဖတ်ကြည့်မယ်။ညီဟွန်ချင်းမမချီတို့ရာကွင်းရှော့ပူရဲ့ယောက်ခုအီခုနော်ဂျပန်လူမျိုးတွေလည်းတဒီရန်တရားဆိုင်ကိုသွားသွားကြပါတယ်တဲ့ပြောစရာမလိုသွားအောင်သွားကြတယ်ပေါ့နော်။ဒါ ਹੀ တော့ကိုတို့တဲ့စကားမနူရလာပြီနော်။မိဖို့ကြောင့်မှာတုံးတဲ့ပစ္စည်းတွေတို့ခဲရနော့ခါးစားတယ် အခန်းမှာအလားစင်တဲ့အရာတွေတို့ခဲရှောဟင်းအလားပြင်ပစ္စည်းတွေနာတော့ဝ全部100円ショップで買う人もいる。あのပစ္စည်းတွေကိုတဲ့အကုန်လုံးရန်တရားဆိုင်မှာဝယ်တဲ့သူတွေလည်းရှိတယ်လို့ပြောတာဝယ်တဲ့သူတွေလည်းရှိတယ်တော့ဘာလို့ပြောထားလဲဆိုပြောပြောတာဆိုတော့တိတ်မသိချာနေတော့ဆက်ပြီးတော့ဖတ်မယ်။ဟျာကွန်ရော့ဖူကခွန်နာနီနင်ကီကအရုံတော့ ရန်တရာဆိいでုင်ရာဒီလောက်ထိလူကြိုက်များတယ်ဆိုတာကနေသားငါရဆ商品がありいつでもそにの値段のようなです。全部それにあらあぴ全部100円なので、このやんてやってたもの 他可以加呀，所以加看阿爷那个点么意义卡啦？谁记啊？那谁报的啦？但也啦，说不着生啥子也没落来，这家么落撇的。哎咯，对吗？第赛马围路呀，必须得把路移他的来的，比如说南北这片来的嘛啦，开小黑那边你那弄多的片来的。南北那家咯。 部屋の飾りやろほっぺめ、ねれん高いお土産のぴょたれ。高いもほってぺちゃねかまれ。ぴロ。ケーキ、ケーモーのばたれ。ケーモールでおにぎりみやんり、あちゃうもの、あピが一番。なんべとんが、100円ショップが人気があるのはどうしてだと言っていましたかヤンディアさん、ルチャンやラバ、プセッロジャンで ဘာကြောင့်လဲတော့တဲ့ဆိုပြီးတော့ပြောထားတယ်လေခုနဖက်လိုက်တဲ့ထဲမှာပါသွားတယ်မလားဘာဖြစ်လို့လဲဆိုရွေးကြည့်ရအောင်တစ်ကနီဟွန်နီဝါအာမာရီနိုင်ခါရာတဲ့ဂျပန်မှာတိတ်ပြီးတော့မရှိလို့လေဘယ်နေရာမဆိုရှိပါတယ်လို့ပြောထားတော့တစ်ကမှားတယ်နေသားကိုခီနီရှိနာခုတဲ့ဤခါရာဇီနိုကိုခီနီဆိုလို့ဆိုတာကဇီနိုကိုစိတ်ရောက်တာစိတ်ပူတာပေါ့နော်ဇီကြည်လာဇီတက်ပေါ်ရလာတန်ရလာဆိုပြီးတော့စိတ်ပူတာအဲ့တော့ရှိနာခုတဲ့မူဤဆိုတော့ စိတ်မပူလဲရရဲဇေနှုံအတွက်စိတ်မပူလဲရတာအကြောင်းမို့လို့ဆိုတော့ဒါဖြစ်နိုင်တယ်။နံပါတ်3ကရှောဟင်းဝါဖူတွေ့ခဲ့တဲ့တို့ရဆိုရင်ကုန်ပစ္စည်းတွေဟောင်းမိမဲ့ဈေးတက်တာတယ်အဲ့လိုမပအောင်အများရန်ပစ္စည်းအစ်စ်တွေပဲလို့ပြောထားတော့ဒါလည်းမှားတယ်။ရှောဟင်းဝါတခိုင်ခဲ့တဲ့တို့ဒါခိုင်ရဆွေလို့ပြောပါတယ်ဆိုမှတခိုင်ထက်လာတော့ဒါလည်းမှားတယ်။ဒါကြောင့်မို့လို့ဈေးနှုံတွေကိုစိတ်ထဲမှာထားလဲပဲရတယ်စိတ်မပူလဲရတယ်ဆိုတဲ့အဖြစ်ကမှန်ပါတယ်။ えー、なおとぼじゃろ。100円ショップに行ったとヤンティアさんをどれかま気をつけることは何ですかケユサヤマドリタマバレーレ。ディジャーコナペテテママバディウノアラテカ。早く悪くなる食べ物を買ってしまうから。みゃみ ်ဝါတို့ခုနလို့ဆိုမကောင်းဖြစ်သွားမဲ့စားစရာတွေကိုဝယ်ပလိုက်မိတာတကြောင်မို့လို့ဒီကိစ္စလေးကခုနကလည်းမဟုတ်ဘူးเนาะအဲ့လိုမြ мян မကောင်းဖြစ်သွားမဲ့မြ мян စားပြစ်မရမဲ့စားတွေမရောဘူးလို့ပြောထားတယ်အဲ့ကြောင့်မို့လို့ဒီဟာကလည်းမှားနေပြီနှစ်ကဂိုင်းကုတ်ကုတ်တဲ့ဝါစုကရဲ့နိုင်မို့လို့ခတ်တဲ့ရှိမအောင်ကိုတော့နိုင်ငံခြားမှဆိုရင်တော့တုံးလို့မရတဲ့ပစ္စည်းတွေဝယ်လိုက်မိတဲ့ကိစ္စဒါတော့မသိသေးဘူး トンが値段が高いものも買ってしまうこと。税金で払うのはウェライミレケース。税の税不やもろばもろチェンチェン票たろ。トンはね、手も審査を。リーは必要がないものも買ってしまうこと。無理あってやりをばウェライミメケース。ロネねリーねを審査。それなおそんじゃねはりを発じめするのしん。 100円ショップに行くと何でも欲しくなって、ヤンディアサとアビソルシン、バムソコのロ,ロチンラレ。欲しくなるの。ロチンラレ。いらないものまで買ってしまうことがあるが、マローレピシリな、いらないものまで、マ買ってしまうウェブラインりね、しべめ。必要なものだけを買うようにすれば、 လိုရာလေးကိုပဲဝယ်ဖို့ပါဝယ်ဖို့လုပ်မယ်ဆိုရင်ပေါ့နော်ဝယ်မယ်ဆိုရင်ဟဲ့ကွန်းရောပေါ်ကသူတဲမဘန်နီနာမီစေတဲ့အလိုရန်တရားဆိုင်ဆိုအရန်ကို အစဉ်ပြေတဲ့ဆိုင်ဖြစ်ပါတယ်အဲ့တော့မလိုတဲ့နေရာတွေပါဝယ်လိုက်မိတာမျိုးတွေလည်းဖြစ်ပေမဲ့ရှိပေမဲ့လည်း လိုရာလေးပဲတိချဝယ်မယ်ဆိုရင်တော့အရင်အဆင်ပြေတယ်လို့ပြောတော့ဒီမှာအဖြစ်နိုင်ဆုံးကခုနရွေးရမယ့်အဖြစ်လေးခုမှာမလိုရာလေးလည်းဝယ်လိုက်မိတဲ့ကိစ္စပဲဖြစ်မှာပေါ့နော်နံပါတ်၄ပဲဖြစ်နိုင်တယ်နိုင်ငံခြားမှာတုံးလို့ရတယ်မရအောင်ဆိုတဲ့ဖြစ်စီတွေမပါဘူးတခြားအဖြစ်ကယုံပါတက်စ်နဲ့အဲ့တော့ဒီလိုနီးနဲ့လေဒီမေခွန်းရှိတွေကို တပုတ်ချင်းစီဖတ်သွားရင်လည်းဖြည့်လို့ရတယ်အဲ့တော့တပုတ်ကိုဖတ်လိုက်ဖတ်ပြီးတော့သူ့အဖြေမပါမချင်းစာကိုရှာသွားရင်လည်းအဲ့ဒီစာထဲမှာကိုဖတ်သွားတဲ့စာတွေထဲမှာဒုတိယတပုတ်အတွက်အဖြေပါနေတာမျိုးတွေလည်းရှိတော့ဒုတိယတပုတ်မိခွန်းဖတ်တဲ့အခါမှာတခါတည်းအဖြေတက်ပြီးတော့ယူလို့ရတဲ့အခါမျိုးတွေလည်းရှိတယ်အဲ့တော့အလိုလေးနီးနီးလေးနဲ့ကို့အတွက်အဆင်ပြေဆုံးနီးလေးနဲ့ဖြည့်ကြည့်ကြပါ